ခိစ္စဉာဏ်၄ချက်ကိုဒကာဓမ္မတွေရှင်းပြပြောပါမယ်။ဝိပရိနာမသောဝေဒနာလေးကပေါ်တယ်ဒကာဓမ္မ။တော့ကြပြီချမ်းသာတယ်လို့လို့နဲ့ချမ်းသာတာလေးကရှိသေးရဲ့။ရှိပါဘူး။ရှင်းရတယ်လို့လို့နဲ့ရှင်းရတာလေးကရှိပါဘူး။အလတ်စားလို့လို့နဲ့အလတ်စားလေးရှာသေးလေး။ဒါပြန်ဖောက်ပြန်ပြည့်စည်သွားတဲ့သဘောမရှိဘူးလားရှိပါဘူးဒါပြန်ဖောက်ပြန်ပြည့်စည်တာကဘာသစ္စာလဲ ရှင်းမလားအဲ့ဒီဟောပြန်ပြရေးတဲ့ကိစ္စကိုကြည့်တဲ့ညာကဘာညာခေါ်မလဲသိတာအဲကိစ္စညာကဥပဒနာတဲ့အခုပါခေါ်ရင်းမိကြပါငါတို့သိစားတယ်ဒီထဲမှာဘာနဲ့လို့ဒုက္ခရောအနတ္တရောအာတုပရောမရှင်းဒီညာနဲ့သာတက်ဟောရီရှိသေးတယ်ပေါ်ကြသမသနာကနေတက်မနေနဲ့ဥရိယပြာကနေတက်မနေနဲ့သစ္စာညာကစတဲ့ သစ္စာညာကိုပဲညာကြမယ်သစ္စာညာကကြညာကြတော့နိဗ္ဗာန်မရသေးဘူးလားဟုတ်ပါဘူးဒါဖြင့်ခင်ဗျားတို့အတ္တံကိုယ်လိုနဲ့အရှင်လိုက်မလားအတူလိုက်မလားတူလိုက်ပါဘူးအတူလိုက်မယ်ဆိုတာပေါ်ကြဟုတ်ပါဘူးဒါဖြင့်ဘုရားဓမ္မတို့ခင်ဗျားတို့ကလည်းအတ္တံတူနော်ဆရာဓမ္မကတော့အရှင်လိုက်နေရင်မဖြစ်ဘူးမဖြစ်ဘူးဆိုတာသိကြပါလားသိကြပါဘူးဒါဖြင့် ိဋ္ဌဉာဏ်နဲ့သစ္စာဉာဏ်ရှိဥစ္စာဩန္တရဒုက္ခသစ္စာလို့ကြည့်တာကသစ္စာဉာဏ်ဒါဒီမှာသိစေတဲ့ကိစ္စပြုပြင်ရတဲ့ကိစ္စပူပါရတဲ့ကိစ္စဟောက်ပြန်တဲ့ကိစ္စရှိမရှိရှိပါဘူးသဘောကျလားဒီကိစ္စတွေကိုကြောက်ကြောက်သွားတာဉာဏ်နဲ့ဩသူကိစ္စသိစေတာကိုဆိုတော့မသိဘူးလားရှိပါဘူးဒါပြန်ကြောက်ပြတဲ့ကိစ္စသူရှိမရှိရှိပါဘူးအဲ့တော့သိတဲ့ဉာဏ်ပါဉာဏ်ခေါ်မလဲရှိပါဘူးဒါပြန် ဒီကိစ္စကိုကြည့်တဲ့ဉာဏ်ကြီးဓမ္မတွေသနာဥပါဒံကံကြီးကိုမဖြတ်ဘူးလားသနာရင်ဖြတ်သလားဥပါဒံဥပါဒံဖြတ်ပါဘူးကံဖြတ်ပါဘူးဒါကြခင်ဗျားတို့ယနေ့ကံပြလာကြတာပေါ့သဘောကျဒီကံကိုမပြရင်ဒါကြည့်လားဒီကံမပြရင်ဘာလာမခြင်းဇာတိပါသစ္စာခိုင်းတာပြန်ကံပြောလိုက်တော့ဓမ္မတွေဇာတိလာသေးရလားဒါပြန် ကံပြောလို့ကံကိုပြည့်စင်လို့ရှိရင်ကံကခြေပန်းရောက်နေတော့သနာပြည့်လိုက်ရင်ဥပါဒံလာသေးရဲ့လားမလာရင်တော့ကံကိုဒါဖြင့်သနာသိနိဗ္ဗာန်ဆိုတာပေါ်ပြီဒီလိုကခန္ဓာသိနိဗ္ဗာန်ဆိုတာရောဒီသနာပြည့်ရင်ဒီခန္ဓာရောသိမိသားပဲဆိုတာပေါ်ကြဒါဖြင့်ဘုန်းကြီးတို့တရားဓမ္မကြီးအော်ကိုယ်ခန္ဓာကြီးကဒီတိုင်းပဲဒီခန္ဓာကြီးကိုကိစ္စကိုသိရင်ကိစ္စဉာဏ်ရရင်ပြီးတာ သဘောကျဣဇဉာဏ်သည်ဘုရားဓမ္မတို့ကြည့်ရမယ်ဉာဏ်လားပွားများရမယ်ဉာဏ်လားပွားများရမယ်ဉာဏ်ဆိုတော့သိရှာမှတ်ပါဣဇဉာဏ်ဆိုတာဘာပါလဲဒီကကိစ္စပေါ်တိုင်းပေါ်တိုင်းဒီကသိပြီခေရကိစ္စပေါ်တိုင်းဒါပြအတိပေါင်းမလို့ပါလဲဆိုတော့အများကြီးကိစ္စကိုသိတဲ့အတိပေါင်းအများကြီးဖြစ်လို့ရှိရင်ကတရောက်တော့မရောက်ဘူးဟုတ်ပါဘူး ဘာဖြစ်လို့ခုဘာဝိဇ္ဇာကကိစ္စရဒီနေရာမှာဘူးပြ။တဘောပါလား။ဟုတ်ပါဘူး။ဒါပြန်ကိစ္စညာပြီးဝိပဿနာညာ။ကတ္တညာပြီးမဲညာပူညာ။ဒီခွဲပါ။တဘောကြ။ကိစ္စညာပြီးကတ္တညာပြီးဒါပြန်ဘုရားလားသာမနည်းဘူးလား။ဒါဖြင့်ဒီကားလိုက်ပါလားကခင်ဗျားတို့ယောဂကမြတ်သက်ကတို့မဲဆိုးရာဇာကပူဥရိယာကြီးကမကောင်းအရှိကြီးလိုက်နေဘယ်တော့နိဗ္ဗာန်ရမှာလို့ ရရမြင်သေးရလားအဲ့တော့မျက်စိလည်းလိုလိုက်နေတာဒီညာသုံးခုနဲ့ရှင်ခွနဲ့ညပြီးသွားသဘောကျရှင်ခွနဲ့ညဒိဋ္ဌိညာများပါသေးလားကိစ္စညာကိုဖရာရှိသွားဟောလိုက်ပြီးတော့ဘာဟောသစ္စာညာရှိသွားဟောလိုက်ဒီတော့ဘညာဟောနောက်ဘညာဟောလိုက်အဲ့တော့ကိုယ်ဉာဏ်ကြီးသွားပြီกว่าနိဗ္ဗာန်သိသွားပြီလို့ခင်ဗျားကကြောင်ညာမပေးဘူးလားသိပါလား မမေးတဲ့ဝိသုသတိသာရကကလည်းဒကာဓမ္မတွေကြားရလားတဲ့တရားဥလားတရားဥလားကျွန်တော်တို့တရားဥမလိုက်ဘူးတရားလည်းလိုက်နေလို့ခွာကြနေလားရင်းမိဗလားရင်းပါတရားဥမှပုဂ္ဂိုလ်သတ္တဝါမငဲ့လားတရားလည်းလေကြတော့ပုဂ္ဂိုလ်သတ္တဝါငဲ့ဟောရတော့ပါလားမပါဘူးလားမပါဘူးဒီပုဂ္ဂိုလ်ကြတော့ဟေးဒီတရားဟောမှာဟိုပုဂ္ဂိုလ်ဟိုတရားဟောမှာဆိုတော့အလေတရားတွေကပုဂ္ဂိုလ်လိုက်ခေါ်တာ ရှင်းလို့ဟောတဲ့တရားကပုဂ္ဂိုလ်လိုက်သေးရဲ့ဘာဟောသစ္စာညာပြီးတော့ဘာဟောပြီးတော့ဘာဟောအဲ့ဒါပုဂ္ဂိုလ်သတ္တဝါငဲ့သေးရဲ့လားပုဂ္ဂိုလ်သတ္တဝါမငဲ့တဲ့တရားမှဓမ္မရိဋ္ဌံမှားရိပ်ပြီလားပုဂ္ဂိုလ်သတ္တဝါငဲ့ဟောတဲ့တရားငါဟောတာမဟုတ်ဘူးလို့မှားသူ့အတွက်သာသက်သက်ရိပ်ပြီလားဒါပြန်ခဏလောက်က ဘယ်ရီလိုက်နေကြပါလိမ့်မလို့လို့ဒီဃာဓမ္မတွေခွန်ကြီးကမိစီပြလိုက်တဲ့ခါကျတော့ဘုရားဘာနဲ့ကျွတ်သွားတယ်ဟာသူကျွတ်တာကမင်းနဲ့မဆိုင်ဘူးရင်းမိဘုမာမဒိဋ္ဌိဒိဋ္ဌမတ္တံဓာရုရှိဟောဓာရုရှိဟောတာခင်ဗျားတို့ကွာမလို့နဲ့ဓာရုရှိတယောက်သေးရရင်းမိဗလားဒီနေ့လေးရမယ်ထင်လားမရဘူးသူကခိဗ္ဗဝိညာဉ်မရဘူး သဘောပါဓာတုရှိဟောတဲ့တရားကိုရှင်းသူဗံသွားဟောရပြောပါလားဒါဖြင့်အများနဲ့ဆက်ဆံတဲ့တရားလိုက်ပါပုဂ္ဂိုလ်နဲ့ဟောတဲ့တရားကိုမလိုက်ပါနဲ့ဆိုတော့သစ္စာညာကိစ္စညာကတ္တညာကတော့ဒကာဓမ္မတို့ပုဂ္ဂိုလ်လိုက်သေးရဲ့ဘယ်ပုဂ္ဂိုလ်မဆိုသစ္စာဟောရမှာသစ္စာမဟောဘဲနဲ့နိဗ္ဗာန်ရတဲ့ပုဂ္ဂိုလ်ရှိရလားမရှိပါဘူးခဏကပြောခဲ့ပါပြီဒကာဓမ္မတို့ တိုင်မပါပဲနဲ့တိုင်းကျင်ခဲ့တဲ့ရှင်ဘုရားကမယုံနဲ့ခင်ဗျားတို့ယုံရလားမယုံပါဘူး။အဲသစ္စာကိစ္စမပါရဲနဲ့နိဗ္ဗာန်ရတယ်ဆိုရင်ဘုဒ္ဓမမယုံနဲ့ဆိုတော့ဒါကအများဟောတယ်ဟောလားဟောပါဘူးဒါပြန်ခင်ဗျားတို့မှာအခုတရားဟောရတယ်မရှိဘူးဉာဏ်ချင်းဝင်ပေးနေရတယ်နဲ့ချိန်ကုန်ပြီသဘောကျလားဟုတ်ပါဘူးမပေးနေရတယ်ဉာဏ်ချင်းခင်ဗျားတို့ကဉာဏ်ချင်းဝင်မရှိတော့အစိတ်သားထားလိုက်ရင်ဟောတပိစ္ဆာပဲ မြင်ကောင်မပါပဲဟုဘုရားကတော့ဘုန်းကြီးကသိကောင်းတာမြင်ကောင်မကလည်းရတယ်ရနိဗ္ဗာန်ရောက်တယ်ဟာအဲ့ဒါဓာရုရှိဟောတာခမရဟောတာမဟုတ်ဘူးရင်းပြီလားရင်းပါလားဓာရုရှိဟောတဲ့တရားခမရလည်းနိဗ္ဗာန်ရောက်မှာမဟုတ်မရောက်နိုင်ဘူးဗျာသူကဟောတဲ့တရားခမရလည်းနိဗ္ဗာန်ရောက်ပါရှင်သာရိပုတ္တရာဟောတဲ့တရားနိဗ္ဗာန်ရောက်ပါဒါတွေကဘုန်းကြီးစာတရားပုဂ္ဂိုလ်လိုက်ခေါ် သဘောကြပုဂ္ဂိုလ်မလိုက်ဖဲနဲ့ဟောရမယ်တရားကဒီညာသုံးချက်လို့မှတ်လိုက်ခေါ်ကြပါပုဂ္ဂိုလ်မလိုက်ဖဲနဲ့ဟောရမယ်တရားကညာသုံးချက်ဒါပြန်ခင်ဗျားတို့ဘာအားကိုးထားကြမလဲသစ္စာညာရှိဦးသွားအားထားပါနောက်ပြန်ညာလိုက်ရအောင်နောက်ကတညာကြတော့ဘုဒ္ဓဂာရမတွေနိဗ္ဗာန်မြင်တဲ့ညာဆိုတော့မပြီးသေးဘူးဒီကသုံးတဲ့နဲ့နိဗ္ဗာန်ရောက် မရတို့က66ချက်မှတပည့်တို့ကအညောင်းပြေရှင်နေတယ်ဗျာ66ချက်တက်ခြင်းနဲ့ကျန်ရောက်မှာမဟုတ်ပါဘူးလမ်းညာမောဆိုင်ရိမ့်မိကလားတို့ကလမ်းမောဆိုင်ဖို့လားညာညာရောက်ဖို့လားညာညာရောက်ဖို့သူတောင်းတော့ခင်ဗျားတို့ကဘိုးဘွားစူလူနေရှေမှာတောင်ကြောက်သူတောင်းတော့စူလူလောက်တော့ရှိရှိရိမ့်မိကလားသူတောင်းတော့လောက်တော့ရှိရှိစူလူဖွားကြတယ်ဒီမှာလားတောင်းတော့ဆိုးနေတယ်ဆိုတော့